ဲ့လုပ်ရတဲ့ခုကဒီမှာထိုင်နေတဲ့ဒိုင်လူကြီးတွေရဲ့ဂုံတိတ်ခါဒီပြည်ပြိုင်ပွဲကကျွန်တော်တို့ဟို script တိုင်းပြောနေဆိုနေကြတာလုံးဝမဟုတ်သူတို့ရဲ့တရုပ်ဆောင်မှတ်ချက်တွေကိုပဲကျွန်တော်တို့သူတို့ရဲ့တရုပ်ဆောင်မှုပုံမှာပဲကြည့်ပြီးတော့ပြောသွားတာပဲရှိတယ်ဘယ်ကြရင်တော့ငါတို့ဘာပြောကြမလဲလို့ကြိုပြီးတော့ညှိနှိုင်းထားတာဇက်တိုက်ထားတာလုံးဝမရှိဘူးဒါတော့သိကြတယ် သူပြောတာလည်းပေါ့နော်သူ့ကိုသူရုပ်ရှင်လောကထဲရောက်လိမ့်မယ်ဆိုပြီးယုံကြည်ချက်လေးတစ်ခုနဲ့သူပြောသွားတာပေါ့ဒီအခုမတွေ့လဲတစ်ချိန်ချိန်မှာတော့အနုပညာသမားအနုပညာလောကထဲမှာတစ်ချိန်ချိန်တော့တွေ့မှာပါပဲဆိုတဲ့စကားဒါသူ့ကိုသူအနုပညာလောကထဲကိုရောက်ကိုရောက်ရမယ်ဆိုတော့ယုံကြည်မှုတစ်ခုသူ့မှာရှိလို့ပေါ့ဒါကောင်းပါတယ်တတရုပ်ဆောင်တာလေးကမစိုးဘူးဗျအဲ့ဒီပေါက်ကရ၄၀တွေရှောက်ရှောက်ပြောနေတာတွေအဲ့လိုမျိုးအင်တာဗျူးမေးတယ်ဖြေးလိုက်ရပြီပေါ့ဒီလားအင်တာဗျူးမှာငိုဆိုငိုပြလိုက်အင်တာဗျူးမှာရည်ဆိုရည်ပြလိုက်ဒါက not professional လေးဒီလားမဆိုင်ဘူးလေအဲ့အဲ့အဲ့မျိုးတွေရှောက်ရှောက်လုပ်နေတာကိုပဲအဆင်မပြေတာပါတေးဥဆောင်တာလေးကတော့သူ့အဆင်ပြေပါတယ်